။အေရီတိုင်းကန်ကြီးရောင်မြို့နယ်ခုံစင်ကုန်းကျေးရွာအုပ်စုကန်ကုန်းကျေးရွာမှာစစ်ကောင်မရှင်တပ်ကိုလိုင်းကျေးပေးပြီးလောင်စာဝိုင်းတွေပြုလုပ်နေတယ်လို့ဒေသခံတွေကသတင်းရရှိပါရယ်။ကန်ကုန်းကျေးရွာမှာဥခေါ်ကြီးခေါ်ဥထွန်းတော်နေချံဝင်းတွင်ဖဲဝိုင်းပြင်အခြားလောင်စာဝိုင်းတွေပါထည့်သွင်းပြီးနေပေါင်းစုံကလောင်စာသမားတွေလာရောက်ကစားနေတာလို့ဒေသခံတွေကပြောပါရယ်။အဲ့ဒီလောင်စာဝိုင်းတွေကိုကန်ကုန်းအုပ်ချုပ်ရေးမှူးဦးလာသိန်းဦးဆောင်ပြီးကန်ကုန်းကျေးရွာရှိ905အမြောက်တပ်ကတရင်မှုဝင်းမေအောင်နဲ့ တရေးဖို့ကြီးတန်းစင်အောင်တို့ကတာဝန်ယူပြီးလောက်ကင်ခိုင်းတာဖြစ်တယ်လို့သိရပါတယ်။ဖဲဝိုင်းအင်ပိုင်ရှင်ခေါ်ကြီးရောက်ဖရာအင်မူကြာကြီးခေါ်ကျော်မြောင်ကလည်းအာနာပိုင်တွေကိုပိုင်တယ်။ဘဲဖွဲ့စီဘဲရဲကမှမဖမ်းရဘူးလို့ပြောဆိုပြီးအမဲအော်ဟစ်ဆဲဆိုရန်ကားလေးရှိပါတယ်။ဝိုင်းတွေက3900ကနေ3000ဝန်းကျင်ထိကိုသူတို့ပြုတ်လုံနေကြတာပါလို့ဒေတာကန်2က AR Times ကို ပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ကလောင်ကစားဝိုင်းအင်ပန်ရှင်ဦးခေါ်ကြီးခေါ်ဦးထွန်းနှုံးကို စစ်ကောင်မရှင်တပ်ကဖမ်းဖျက်ခဲ့ပြီးတရေမှုဝင်းမြောင်နဲ့တရေဖို့ကြီးတန်းစီအောင်တို့ကိုလိုက်လံဖြေရှင်းပေးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်ကန်ကုန်းကျေးရွာရှိဥခေါ်ကြီးခေါ်ဥတွန်းတော်အိမ်ပြင်၅၅မြောက်တပ်ကတရေမှုဝင်းမြောင်နေထိုင်တဲ့နေအိမ်မှာလဲဖဲဝိုင်းနေနေစဉ်ပြုလုပ်နေပြီးမြို့နယ်စစ်ကောင်မရှင်တပ်ကအရေးယူတာမရှိသေးဘူးလို့သိရပါတယ်။စစ်ကောင်မရှင်တပ်ကအာနာသိမ်းပြီးနောက် ARD တိုင်းတွင်ရှိကန်ကြီးတောင်အပြင်အင်ကဘူမြို့နယ်မဲဆလီကုန်းမြို့မြောင်မြို့နယ်အင်ပင်မြို့ ရေကြီးမြို့နယ်နဲ့ကျုံမြော်မြို့နယ်တွေမှာလည်းလောင်းကစားဝိုင်းတွေအရင်ကထက်ပုံမှန်များပြားလာတယ်လို့စုံစမ်းသိရှိရပါတယ်